ျွန်တော်အင်္ဂါသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ကိုစဟောပါဖြစ်ပါတယ်။ကိုပိုင်စီးပွားရေးနေ့မှာမိတ်ဆွေအပေါင်းအသင်းကောင်းတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။လုပ်ငန်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကြုံတွေ့နေတဲ့အင်္ဂါသားသမီးတွေဟာလာမယ့်ခေါရလာပိုင်းထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပြောင်းရွှင်စရာအဖြစ်ကူးပြောင်းလာမယ်။ကိုယ့်အနေနဲ့ခက်ခဲနေတဲ့အသားစီးတွေကလည်းပွင့်လင်းမှုရောက်ရှိလာတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မလို့အင်္ဂါသားသမီးတွေအနေနဲ့ကိုပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာမိတ်ဆွေတင်္ကာရတွေနဲ့ပူးပေါင်းတာမျိုးစက်သူရှယ်ယာတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးသူများနဲ့တိုင်ပင်ဆွေးနွေးပြီးတော့အကောင့်အစိုးရဝေဖန်တုံ့တက်ပြီးတော့လှုပ်ဆောင်တာမျိုးတွေဟာသူရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးထောက်ပံ့ကောင်းတဲ့များစွာရရှိလာမှာပါနောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရတဲ့ပြဿနာတွေရှိပါတယ်ငွေဝင်လာဖို့အတွက်ပြိပိနေတဲ့ရကြရှိတဲ့ငွေကြီးကြန့်ကြာနေတာဒီလိုကာလမျိုးတွေမှာဒီလိုကာလမျိုးဆိုခဏလောက်ပိုင်းကိုကိုစားပြုပြောခြင်းဖြစ်ပါတယ် ဒီလိုကာလမျိုးတွေမှာပြန်လည်ပြီးတော့ရရှိလာနိုင်တယ်ဆိုတော့လွယ်လွယ်ကူကူရရှိလာမျိုးမဟုတ်ပဲနဲ့ကိုယ့်အနေနဲ့ဘယ်လိုပဲအဲရရပါတော့ငွေရတော့ကိုယ့်လက်ထဲကိုပြန်လည်ပြီးတော့ရရှိလာတယ်ပြောချင်တာကတော့ကိုယ့်ရဲ့မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာမယ်ကိုယ့်ရဲ့ရရရှိတဲ့ငွေတွေကိုယ့်စီပြန်ရရှိလာမယ်ပေါ့နော်အထူးသဖြင့်ကတော့နောက်တစ်ခုကတော့လုပ်ငန်းကိစ္စအဆင်ပြေပြီးတော့ငွေကြေးဝင်လာတာမျိုးတွေလည်းတွေ့ကြုံလာပါပါ ဒါပေမဲ့အဓိကကြိတ်နေတာကတော့ကိုရဖို့အတွက်ကြက်ကြံနေတဲ့ငွေကြီးတွေမြုပ်နေတဲ့ကိုယ့်ရဲ့ငွေကြီးတွေဟိုမှာပစ္စည်းတစ်ခုမှဝယ်ပြီးတော့ငွေငွေရင်းထားတယ်ဒါမထွက်လာဘူးဆိုရင်ဒီငွေကြီးတွေပြန်ပြီးတော့ပေါ်ပေါက်လာမယ်အပိုင်းခြားလို့တုံးတက်ပြီးတော့ဟောကြားပေးချင်ပါတယ်ဒါပေမဲ့လွယ်လွယ်ကူကူနဲ့ရတာမျိုးတော့မဟုတ်ဘူးနဲ့အနေငယ်အခက်ခဲလေးတော့အကြောင်းတွေလာနိုင်ပါတယ်နောက်တစ်ခါတော့ကျမ်းမာရေးပေါ့နော်အင်္ဂါသားသမီးကြီးကျမ်းမာရေးအားနေပါတယ်ကျွန်တော်တို့1 by 1ဆိုင်ရာနဲ့ပတ်သက်ပြီးဒုက္ခပေးတာတွေတွေ့ကြုံလာတတ်တယ် အရှိရာယောဂါဖြစ်လို့မပြီးသေးဘူးနောက်ထပ်ယောဂါအတစ်တွေထပ်တိုးလာတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ငါသားသမီးတွေနေတိုင်းမကောင်းမဖြစ်လိုက်နဲ့ဖြစ်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်နောက်ထပ်နောက်ထပ်တော့ယောဂါတွေနောက်ထပ်နောက်ထပ်တော့ဝိဒနာတွေအဲဆက်ပြီးတော့ပါလာတတ်ပါတယ်။အဲ့တော့ဒီခုနလပိုင်းမှာနေတိုင်းမကောင်းဖြစ်ပြီဆိုရင်ကြံတဲ့လတွေအဲကြံတဲ့နှစ်တွေထက်ပုံမှန်ပြီးတော့ခံစားရတတ်ပါတယ်ယောဂါဝိဒနာ။ဒါလေးကိုတော့နည်းနည်းလေးဒီယူဆိုက်စီကျင်ပါတယ်။နောက်ချက်ကတော့အင်္ဂါသားသမီးတွေတွေ့ကြုံလာမဲ့အခြေအကျိစရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါလေ။ ဒီလိုကာလမျိုးမှာအခြေအနေကိစ္စကဘလောက်ပဲချစ်ခင်နေပဲပြောပြောဘလောက်ပဲ SMD တွေလောက်ပဲပြော EDA ဆက်နိုင်ပြီးတော့တယောက်နဲ့တယောက်ယုံကြည်မှုတွေပြတ်ပြားနေတတ်ပါတယ်အတယောက်နဲ့တယောက်တန်တရားစိတ်တွေညားနေတတ်ပါတယ်ဒါကြောင့်မို့အခြေအနေကိစ္စတွေနဲ့ပတ်သက်ပြီးကောင်းလားဆိုးလားပြောတဲ့အခါမှာကောင်းတဲ့နှလောက်တော့ကောင်းမိမယ်ခဏပြောအဲ့တန်တရားစိတ်တွေစိတ်မချမှုတွေကြောင့်ပူလန်ပူလောင်မှုတွေကျွန်တော်ကြုံတွေ့လာတတ်ပါတယ်အဲ့ဒီစိတ်တွေနဲ့ပြောဆိုတဲ့အခါမှာလေကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာနားလည်မှုကိုယ်လည်မှုတချို့တွေဒါမှမဟုတ်လို့ရှိရင်ပြဿနာဖြစ် တာမျိုးတွေပေါ့နော်အခြေအကိစ္စတွေမှာတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မလို့အခြေအကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာအခြေအကံကောင်းလားဆိုတော့ကံအဆိုးကောင်းတဲ့တယောက်နဲ့တယောက်တန်တရာစိတ်တွေဒါမှမဟုတ်လို့ရှိရင်ပူလောင်စိတ်တွေပူပင်စိတ်တွေအများများနေပါတယ်။ပူပင်စိတ်ဆိုတာနှမျိုးရှိတာပေါ့နော်။တူတပ်ပူပင်ပြီးတာလည်းဖြစ်နိုင်တယ်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပူပင်တာမျိုးလည်းဖြစ်နိုင်တယ်။ဘာပဲပြောပြောအပူပင်နဲ့တန်တရာစိတ်တွေနဲ့ကျွန်တော်ဖြတ်သန်းနေရတဲ့ကာလတစ်ခုကိုအင်္ဂါသာသမီတွေကြုံတွေ့လာရနိုင်ပါတယ်။နောက်တစ်ခုကတော့အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ အဲကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ယောက်ခမတွေစရဖြစ်ပေါ့နော်ဒီမိဘဆရာသမားတွေနဲ့ပေါ့နော်နားလည်မှုတဘောထားချင်းကိုယ်လွှဲတာမျိုးကိုယ့်ရဲ့လုပ်ပုံကင်ပုံကိုမနှစ်တက်လို့ကိုယ်နဲ့သူတို့နဲ့အယူဆမတူညီတာမျိုးတွေဒီလိုပိုင်းခြားမျိုးမှာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ဘက်အတိုင်းဝိုင်းဖြစ်သူ့ဘက်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ရှိတဲ့လူကြီးတူမတွေနဲ့အဆင်မပြေဖြစ်တာမျိုးတွေနားလည်မှုတဘောထားချင်းကိုယ်လွှဲတာမျိုးတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတော့ဒီအမှုကင်းကိစ္စပေါ့နော် တိမ်တော်ရင်နဲ့ပတ်သက်တဲ့ပြိပခဖြစ်နေတဲ့အမှုကင်းဖြစ်နေတဲ့အပိုင်းခြားတွေမှာလိုတာထက်ပုံမှုပြီးတော့အချိန်ပိုကြန့်ကြာမယ်ငွေကြေးပုံမှုပြီးတော့ပုံဆုံးတတ်ပါတယ်။ဒါကြောင့်မို့အိမ်တော်ရင်နဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့ဒီအာစတာဖြစ်ပေါ့။တယောက်နဲ့တယောက်ပွဲတာတွေတရားစွဲတာတွေဟိုဟာကိစ္စတွေဒီဟာကိစ္စတွေစတာဖြစ်ပေါ့နော်။ကျွန်တော်ပြောတဲ့အိပယ်ကိုနားလည်ပါပါ။အဲ့လိုကိစ္စဖြစ်နေတဲ့လူတွေအတွက်ကတော့ဒီကာလတွေမှာအချိန်ကြန့်ကြာမယ်ငွေကုန်မယ်လူပင်ပဲမယ်စစ်ပင်ပဲမယ်ဒါတွေပဲကျွန်တော်တို့တွေ့ကြုံလာပြီးတော့ကောင်းမွန်နေတဲ့ပြရုပ်တစ်ခုကတော့ခရလပိုင်းမှာတော့တွေ့ကြုံလာမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့အင်္ဂါသားသမီးတွေကြုံတွေ့လာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဒီလိုခြေနေပိုင်းခြားမျိုးမှာကျွန်တော်အင်္ဂါသားသမီးတွေကိုယ့်ရဲ့လောက်ကန်ကိစ္စတွေမှာအဆင်မပြေဖြစ်တာတွေအဆင်ပြေမှုကိုပြန်လည်ပြီးတော့ပြောင်းလဲလာနိုင်တယ်။ဘာအားကောင်းနေလဲလို့ပြောမယ်ဆိုအလုတ်တက်အတန်တက်ရှာဖွေမဲ့လူတွေအလုတ်အပြောင်းလဲလုံးမဲ့လူတွေတို့မဟုတ်ရေချမ်းပြေချမ်းမှာတွားရောက်ပြီးတော့အလုတ်လုံးဆောင်မဲ့လူတွေတို့ကတရင်စကားခေါင်းတွေပြန်ထောက်ပံ့ခေါင်းတွေရရှိနေတဲ့ခြေနေပိုင်းခြားတစ်ခုဖြစ်ပါလေ။ ဒါကြောင့်မို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဘိုင်းမှာတော့အခုလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာကောင်းလားဆိုးလားလို့မေးမယ်ဆိုရင်တော့အရန်ဆိုးကြီးတဲ့မှာလည်းပါနေလို့မဟုတ်အရန်ကောင်းတဲ့မှာပါနေလို့မဟုတ်ပေမဲ့အလုပ်တက်ရှာပွေမဲ့လို့ဒီအလုပ်ပြောင်းမဲ့လို့တော်တော့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့ပညာရေးနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်ဒီကာလမှာအင်္ဂါသတိတွေကပညာရေးအမတန်အားကောင်းနေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မို့ပညာရေးနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းတွေရရှိမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကောင်းတွေ ျွန်တော်တွေ့ကြုံလာမယ်ခံစားလာမယ်ဆရာကောင်းသမားကောင်းတွေတို့မဟုတ်ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးထောက်ပံ့ပေးနိုင်တဲ့လူတွေကျွန်တော်တို့တွေ့ကြုံလာမယ်ကာလအပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေဒီလိုကာလမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းအားကောင်းနေတဲ့ကာလအပိုင်းခြားလို့ပဲသုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ခုကတော့နိုင်ငံသားတော်ဦးတဲ့လှုပ်ဆောင်နေတဲ့ကျွန်တော်ရဲ့အင်္ဂါသားသမီးတွေရှိတယ်ဆိုရင်ဒီလိုကာလမျိုးမှာနိုင်ငံသားတော်ဖို့အတွက်ခဏလေကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေမှာပြောခဲ့ပါတယ်။လှုပ်သွားလှုပ်တဲ့လူတွေတော့ကတော့အမြဲတမ်းခွဲလန်းကောင်းနေတယ်ကျွန်တော်တွေ့ကြုံလာမယ်။ကြံ့ကြာမှုဖြစ်နေတာဒီအမြန်ဆုံး တက်လှည့်ပြီးတော့လမ်းတွေပွက်လာပြီးတော့မြန်မြန်ဆန်ဆန်နိုင်ငံရထွက်ရတာမျိုးဒီနော်အနောက်ရှက်အသားစီအပိတ်ပင်တွေရှိနေဆိုလို့ရှိရင်အဲ့အနောက်ရှက်အသားစီအပိတ်ပင်တွေကိုကြော်လွားပြီးတော့မှကိုသွားချင်တဲ့နိုင်ငံကိုလုချင်တဲ့အလုပ်တွေမှာအဆင်ပြေတာမျိုးတွေတွေ့ကြုံလာတတ်လို့နိုင်ငံသားမှာတနေတကြီးမှာလှုပ်ဆောင်ပြီးတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲနေတယ်ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်လည်းအလုပ်လျှောက်တာအလုပ်ရှာတာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေရရှိလာမယ်လို့သုံးသပ်ခေါ်ကြရင်လည်းပဲကျွန်တော်ရဲ့ကွန်ရက်လာပါအင်္ဂါသားသမီးတွေရဲ့ ကအစိုးကောင်းတုံးတက်မှုအစီအစဉ်လေးကိုဒီမှာပဲရန်နာဖွင့်ပြပါ